ဟော့ပေါ်အရန်ဆိုင်လို့ရန်ရီယံကုံမျိုးပဲဟော့ပေါ်ဆန်ရှင်ကုံယူကနေတိုင်းဟော့ပေါ်ဆောင်းနေတဲ့တင်စာနယ်ဝင်းပရိတ်စီအလုံးမဲမင်္ဂလာပါရှင်ရန်ကုန် entertainment channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကိုရဲ့အင်တာဘက်ကမှမှန်ကန်ကန်ရွေးချယ်နိုင်ခဲ့တာကြောင့်နေတိုင်းဟော့ပေါ်ဆောင်းနေရကြောင်းကြောပြလာခဲ့တာကတရုတ်ဆောင်မင်းသမီးလေးတင်စာနယ်ဝင်းမှာကြောင်ပြတင်စာနယ်ဝင်းကတာယာကြည်နူးဖို့ကောင်းတဲ့မိသားစုဘွားလေးနဲ့အတူအောင်မြင်ပြီးချမ်းသာကြွယ်ဝတဲ့ စီဝိုင်းလုံငါရှိတူအဖြစ်ရက်တည်နိုင်ခဲ့ကြောင်းပြောပြလာခဲ့တာပါဒီမတိုင်ခင်မှာတော့တင်ဆောင်ရွယ်ဝင်းဆိုတာကဖြစ်ဆရာကောင်းတဲ့အမူအရာလေးတွေနဲ့ရုပ်ရှင်ဗီဒီယိုတရုပ်ဆောင်မင်းသမီးလေးတူဖြစ်ခဲ့ပါတယ်တင်ဆောင်ရွယ်ဝင်းကဗီဒီယိုစကားပေါင်းများစွာရကုခဲ့ရသလိုအချစ်ရေးမှလည်းအနုပညာအတိုင်းဝင်းတွေကအစောရောရင်းရင်အောင်နဲ့ချစ်ချက်ခဲ့တာပါအဲ့ဒီအချိန်တုန်းကဆိုရင်မင်းသမီးလေးတင်ဆောင်ရွယ်ဝင်းနဲ့အစောရောရင်းရင်အောင်တို့ဇုံတွဲရာပရိသတ်တွေသဘောကျရတဲ့ အမှုပညာရှင်ဆုံးတော်လေးဖြစ်ခဲ့တာဖြစ်ပါတယ်။ဒေါ်ဘီမလဲတင်ဆောင်ရွယ်ဝင်းကတကနေဘွားနဲ့ချီပြီးအိမ်တောင်ဘက်ကိုရွေးချယ်ရမှာတော့အမှုပညာရှင်တဦးဖြစ်တဲ့အစိုးရရင်းညင်အောင်ကိုရွေးချယ်ခဲ့ပဲတရုတ်လူမျိုးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တထေတာတဦးဖြစ်တဲ့ကိုစတီဗန်လမြင့်ကိုပဲအိမ်တောင်ဘက်အဖြစ်ရွေးချယ်ခဲ့တာပါ။တင်ဇာနိုဝင်းကအခုလိုသူ့ကိုမရွေးချယ်ခဲ့တဲ့အတွက်လဲအစိုးရရင်းရောင်တရားအသေးကွဲခဲ့ရကဒီလောက်နဲ့ပဲဇင်းသက်ပါတယ်ဆိုတဲ့တခြင်းကိုတင်ဇာနိုဝင်းလက်ထပ်ပွဲမတိုင်ခင်မှာထွက်ရှိခဲ့ပါတယ် တမကအဲ့ဒီအချိန်ကဟော့ပေါ့စီးဒီဇိုင်းပါရှင်ဖြစ်တယ်လို့တခြားစားတောက်ဆိုင်တွင်တခြားသောကုမ္ပဏီလုပ်ငန်းများစွာပိုင်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းရှင်တို့ဖြစ်တဲ့ကိုစတီဗင်လာမြင့်နဲ့ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့တာပါအခုချိန်မှာတော့တယောက်ဆောင်မင်းသမီးလေးတင်ဆောင်တော်ဝင်ကသူမရဲ့ခင်မွန်ကိုစတီဗင်လာမြင့်ကိုရွေးချယ်ရတဲ့အဓိကအကြောင်းရင်းကိုပြောပြလာခဲ့တာပါအဲ့ဒါကတော့တယောက်ဆောင်မင်းသမီးလေးတင်ဆောင်တော်ဝင်ကဟော့ပေါ့ဆိုင်လို့ဖြစ်ကြောင်းပြောပြလာခဲ့တာပါတင်ဆောင်တော်ဝင်က ခင်မုတ်တဲ့ကိုလာမင်းနဲ့ဟော့ပေါ့ဆိုင်မှာဟော့ပေါ့ဆိုင်ရင်တွေ့ခဲ့ကြတာဖြစ်ကြောင်းလည်းပြောပြလာခဲ့တာပါကိုလာမင်းကတင်ဇာနွယ်ဝင်းကိုမြင်မြင်ချင်းချစ်ကြိုက်လို့ကမ်းလှမ်းခဲ့တယ်လို့တင်ဇာနွယ်ဝင်းကလည်းဟော့ပေါ့အဝါစားခြင်းစိမ့်နဲ့လက်ခံခဲ့တယ်လို့ဆိုပါတယ်အခုကမာရိုဟင်းလည်းတိတ်မချတဲ့တင်ဇာနွယ်ဝင်းကတော့ဟော့ပေါ့အဝါစားနိုင်ပြီလို့ဆိုပါတယ်ဒီအချိန်မှာတော့တင်ဇာနွယ်ဝင်းရဲ့တခြင်းကဆုံးဖြတ်ချက်တွေကမှန်ကန်ခဲ့တယ်လို့ဆိုရပါမယ်တင်ဇာနွယ်ဝင်းဟာအခုချိန်မှာတော့ခင်မုန်းတဲ့ကိုစတီဘင်လာမင်းနဲ့ချစ်ချင်းကိုအပြည့်အဝရရှိနေခဲ့တာပါ ကိုစတီဗလမင်းကတင်ဇာနွေဝင်းအပေါ်ကိုအဆက်ဆက်အရရအလိုလိုက်ဒီကန်နားလဲပေးတယ်လို့တင်ဇာနွေဝင်းကမီဒီယာနဲ့အင်တာဗျူးတွေမှာပြောပြပူတာဖြစ်ပါတယ်။အခုဆိုတင်ဇာနွေဝင်းနဲ့ကိုစတီဗလမင်းတို့ရဲ့အိမ်တော်ကြီးဟာခုနှစ်နှစ်ကျော်ရှိနေတဲ့ရောက်လာခဲ့ပြီးတာသမီကလေးနှစ်ယောက်ရရှိနေပေမဲ့လည်းခံမြဲတဲ့ချက်ချင်းတွေနဲ့တဝက်ကတူနားလဲမှုရှိရှိတာယာပျော်ရွှင်တဲ့မိသားစုပေါ်လေးကိုတိစောက်ထားတာပါ။ဒါတင်မကပါဘူး။ကိုစတီဗလမင်းဟာသူ့ရဲ့ဇနီးကျော်လေး ကစားနွယ်ဝင်းကိုအိမ်တော်ရှင်မတူအဖြစ်အိမ်ထဲမှာထားတာမဟုတ်ဘဲအောင်မြင်တဲ့အမျိုးသမီးစီဝါရေးလုပ်ငန်းရှင်တူဖြစ်အောင်ပြုစုပြောင်းထောင်ထားတာဖြစ်ပါတယ်။တင်စားနွယ်ဝင်းဟာအခုလက်ရှိရန်ကုန်မြို့မှာနံမကြီးရေပန်းစားကအနုပညာရှင်ဆေးလင်းမြောက်စွာကိုငားရဲကြောင်ညာရဲ့ကူးနေတဲ့ဟော့ပေါ့ဆိုင်ကိုပါဦးစီးလောက်ကနေရတာပါ။ဒီလိုချင်းနေရီဆောင်မဲတစ်ချိန်လုံးကတရုတ်ဆောင်မင်းသမီးလေးတင်စားနွယ်ဝင်းဟာချစ်ရတဲ့ခင်မွန်းချစ်စရာကောင်းတဲ့သားသမီးနှစ်ယောက်နဲ့အတူအောင်မြင်တဲ့စီဝါရေးလုပ်ငန်းနဲ့ပြည့်ပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားနိုင်တာဖြစ်ပါတယ်။ ဒါကလည်းတင်ဇာနော်ဝင်းအနေနဲ့အင်တာဘက်ကောင်းကိုရွေးချယ်နိုင်ခဲ့တာကြောင့်လို့ဆိုရမှာပါတကယ်လို့များတင်ဇာနော်ဝင်းအနေနဲ့ဆုံးဖြတ်ချက်တွေလွှဲချက်သွားခဲ့မယ်ဆိုရင်ဒီနေ့ဒီအချိန်လိုမျိုးပြည့်ပြည့်စုံတဲ့ဘဝလေးကိုပိုင်ဆိုင်ခွင့်ရခြင်းမှရမှာပါအခုချစ်ရှုနေကြတဲ့ပရိသတ်တွေကရောမှန်ကန်တဲ့အင်တာဘက်ကြောင့်ဟော့ပေါ့အဝါစားနိုင်တဲ့တင်ဇာနော်ဝင်းအပေါ်မှာမိမိတို့အမြင်ရှိရင်လဲကုန်းမမမချက်လေးတွေပြသွားကြပါဦးရှင်